မမီးရဲ့ game tree လုပ်တဲ့နည်းလေးဖြစ်ပါတယ်ဒီ game tree ကိုလေလှူထားတာကြားလာပြီးဗီဒီယိုလေးကိုစိတ်တိုင်းမကြလို့မတင်ဖြစ်တာအခုမေးထားတဲ့လူကလည်းများတယ်စောင်းရသည်ဆိုတာ game tree လုပ်တဲ့ရာသီမို့လို့မမီးရှိတဲ့ဗီဒီယိုလေးကို edit လုပ်ပြီးတော့တင်ပေးလိုက်ပါတယ်ပထမဦးဆုံးမုံညင်းတို့ကိုလေးလေးစိတ်စိတ်ပဲပြီးတော့ခကြညာနည်းနည်းတယ်မမီးမုံညင်းတို့ရဲ့တဝက်ကိုပဲအသုံးပြုပါတယ်ပြီးလို့ရှင်ရင်ရေနဲ့လေးငါးပြန်လောက်စေးပါမယ် ကိုအသုံးပြုတဲ့မုံမြင့်တူတို့ကလည်းပိုးသက်ဆေးတွေအများကြီးသုံးထားတယ်လို့တန်မြာရှိလို့ရှင်ရင်စားရည်လေးနဲ့ဈေးပေးမယ်ဘုံမုတ်ရှလကာရည်လေးနဲ့ဈေးပေးနိုင်ပါရဲ့ကိုစိတ်တက်တဲ့အထိ၄၅၀ပြန်လောက်ဈေးပေးနိုင်ပါရဲ့နော်ဒီလိုရှိရင်စကားလေးကိုထည့်ပြီးတော့အရေးစစ်ထားမယ် မုံညင်းကိုရေစစ်ထားတော့မှတတနီကိုပါပါလှီးထားတယ်။မုံလာဥနီကိုလည်းအထောင်းရှိလေးတွေလှီးထားတယ်။မုံလာဥအဖြူကလေမပါမနေရပါကူပါရပါမယ်။သူ့ကိုလေအထောင်းရှိလေးတွေလှီးထားတယ်။တတမိတ်လှီးထားတယ်။ဂျင်းတတဖြူကိုနှုတ်နှုတ်လေးတွေဆင်းထားမယ်။ငနီတူကြောင့်၄၅၀ကောင်လောက်ထည့်မယ်။ရစ်စစ်ထားတဲ့သီးရွက်တီတဲကိုစားလက်ဖက်ရည်စွန်းတဝဲရော့ရော့ထည့်ပြီးတော့ဖွဖွလေးနေပြီးမြင် စားထည့်တဲ့အတွက်အသီးရွက်ထဲကရေတချို့ကိုထပ်ပြီးတော့ဖယ်ထုတ်ရရောက်တယ်ပြီးရင်ပိုးသက်ပေးရလဲရောက်ပါတယ်သူ့ကိုနေပြီးလို့ရှိရင်ခဏထားထားမယ်သူ့ဆိုသူ့တဲကရေတွေထွက်ပြီးတော့အသီးရွက်ပြော့သွားပါလိမ့်မယ်ကောင်းနှင်းမုံကြူပါမယ်ကောင်းနှင်းမုံကလေမလက်ဖက်ရည်စွန်းရဲ့နှစ်စွန်းအဲ့ဒါကိုရေလေးနည်းနည်းလေးထည့်ပြီးတော့ကောင်းနှင်းပစ်လာတဲ့အထိကြူပေးပါတယ်အခုအနေထားလို့ဆိုရင်ရပြီသူ့ကိုမိဖို့ဘောကဖိပြီးအေးအေးခံထားပါမယ် စားနေထားတဲ့အသီးရွက်တွေလည်းကုဆိုရင်တော်တော်ကြီးကိုပျော့သွားပြီသူ့ကိုစကားလေးကိုထည့်မယ်ပြီးရင်ရင်ညှစ်ထားပါမယ်စလုံးတစ်ခုထဲမှာကြိုထားတဲ့ကောင်းညင်းထည့်တယ်စားတကြားထည့်တယ်ငားငံပြာရီထည့်တယ်ကိုရီးယားငွေသီးမုံကလက်ဖက်ရည်စွန်းနဲ့နှစ်စွန်းခွဲလောက်ထည့်ပါတယ်ကင်ချီလို့ရမှာတုံးတဲ့ငွေသီးအစိမ့်မုံကလေဗမာငွေသီးအစိမ့်မုံနဲ့မတူဘူးနော်ဗမာငွေသီးအစိမ့်မုံကိုတုံးရင်အနက်ရတာလုံးဝပြောင်းသွားလိမ့်မယ် ပြီးလို့ရှိရင်ကောင်းချင်းနဲ့အလုံးသမားအောင်မှွေပေးတယ်။ငဏီလူကြောင့်လေးတွေကိုချိုးဖဲ့ပြီးတော့မှထည့်ပြီးမှွေပေးတယ်။ပြီးလို့ရှိရင်ကြက်သွန်နီးကြက်သွန်ဖြူဂျင်းတို့ထည့်ပြီးတော့သမားအောင်မှွေပေးပါမယ်။သမားသွားပြီဆိုတဲ့အခါမှာကြက်နဲ့အသီးရွက်တွေအကုန်လုံးထည့်မယ်။ကင်ချီလောက်တာမှလေမမီးစိတ်ထဲထင်တဲ့ချက်ကတော့ပါဝင်ပစ္စည်းတွေရဲ့အချိုးကတိတ်ပြီးတော့အေးမကြည့်ဘူးလို့ထင်တယ်။ အခုလိုနေနေတဲ့အချိန်မှာအဖို့အငန်အချို့တို့ကိုလိုအပ်တယ်လို့ပြုကျင်လို့ရပါတယ်။အခုလိုမျိုးအသီးရွက်ကိုထည့်ပြီးနေတဲ့အချိန်မှာအချိန်ကြာကြာလေးစိတ်ရှိရှိနဲ့နေပေးရတယ်။နောက်ဆုံးမှရေစစ်ရေညှိထားတဲ့မုံနှိမ့်ဘက်တွေထည့်ပြီးတော့နေပေးပါမယ်။အဲ့ဒီအချိန်မှာလည်းအချိန်ကြာကြာလေးနေပေးရပါတယ်။အခုအနေထားမှာကြည်လို့ရှိရင်ကောင်းကျင်းကြောင့်ဖြစ်ဖြစ်ကြီးဖြစ်နေတယ်လို့ထင်ရတယ်။ဒါပေမဲ့သူအချိန်ပေါက်သွားတဲ့အချိန်မှာ ဒီအသီးရွက်တွေတဲကရေထွက်လာပြီးတော့နည်းနည်းပြန်ကျဲသွားပါလိမ့်မယ်။ပြီးလို့ရှိရင်ခွက်တန်းတန်းတွေကိုပြောင်းထည့်မယ်။လေးမခူအောင်ဖိထည့်ပေးမယ်။ပြီးရင်အဖုံးအုပ်မယ်။အပြင်မှာလေတရက်လောက်ထားပြီးတော့မှရေခဲတစ်တာတွေကိုထည့်သိမ်းနေ။၃-၄ရက်လောက်ကြာလို့ရှိရင်တော့စားလို့ရတဲ့အနေရပြီ။တစ်ပတ်လောက်ကြာမှတည်တည်ချာချာချင်ပါတယ်။ ကင်ချီလို့ရမှလေအရေးကြီးတယ်လို့မမီးထင်တဲ့အချက်ကတော့အသီးရွက်ကိုနေတဲ့ချိန်မှာစားများမသွားဖို့အရေးကြီးတယ်။နောက်တစ်ချက်ကရာသီဥတုကအေးပြီးတော့ခြောက်သွေ့နေရမယ်။ဒါကြောင့်အပူပိုင်းနိုင်ငံတွေကနေကင်ချီလို့မယ်ဆိုလို့ရှိရင်ရေခဲတစ်တာထဲမှာထားပြီးတော့အချိန်ကြာကြာလေးအချိန်ဖောက်သင့်ပါတယ်။